အားလုံးပဲမင်္ဂလာပါဇူလိုင်လတရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့လူတိုင်းဟာနေစဉ်ကျင်းပလေးရှိတဲ့ပွဲတော်တစ်ခုကိုစောင့်နေကြပြီးမနေ့စနေတိုင်းတိတိမှာတော့လူတိုင်းဟာတတိမိမျိုးကြကဒီဖြစ်စဉ်ကိုမြို့ပြင်မှာရှိတဲ့လူတိုင်းကစုံစမ်းဖို့မြို့ထဲကိုဝင်ဖို့လို့တိုင်းတတိမိမျိုးသွားကြလို့အကြောင်းရင်းကိုအပြေရှာမရပဲဖြစ်နေကညနေ၄နာရီတတိမှာတော့တတိမိမျိုးနေတဲ့လူတိုင်းဟာပြန်လည်နိုးထလာကြပြီးနောက်လာအနေငယ်လောက်ကြတော့ဇူလိုင်လတရက်နေ့မှာတတိမိမျိုးနေတဲ့မင်းကလေးတိုင်းဟာကုံဝန်ဆောင်ထားကြရပြီး ူတို့ရဲ့ချစ်သူကြီးစားကောင်လေးတွေကတော့ဒါဟာတလောကဖြစ်စဉ်ရဲ့အကျိုးဆက်ဆိုပြီးတော့ပြောတာပေါ့ဒီဒေါက်တာမကတော့ကူးဆက်ယောဂပညာရှင်ပါဒီဖြစ်စဉ်ကိုစိတ်ဝင်စားပြီးဒီမျိုးလေးကိုပြောင်းရွှေ့လာတာပဲဖြစ်ပါတယ်ထပ်ပြီးဒီကုံကုံမဖြတ်ချပဲမွေးပွင့်ရင်တယောက်ကိုဒေါ်လာ3000ပေးမယ်လို့ပြောကမွေးလာခဲ့တဲ့ကလေးတွေကလည်းထူးဆန်းတဲ့အရာတွေကို ဒေါက်တာကသိချင်နေခဲ့တာပေါ့ဒါကိုအားလုံးကလက်ခံပြီးမတ်လမှာတော့ခလေးတွေတပြိုင်တည်းမွေးကြကမွေးလာတဲ့ခလေးတွေကအသားရည်ရောအယောင်ရောအားလုံးကတပုံစံနဲ့ဖြစ်ပြီးမွေးပြီးတည်သွားတဲ့ခလေးအလောင်းတစ်လောင်းကိုတော့ဒေါက်တာမကသူ့ရဲ့ကားထဲမှာဖွက်ထားလိုက်ကအသက်ရှင်တဲ့ခလေးတွေဟာလာသားအွေမာရင်ကိုယ့်ရဲ့နာမည်ကိုစာလုံးပေါင်းနိုင်ပြီးဒူးရဲသောခလေးမာတာကတော့တမူထူးခြားနေကမျက်လုံးတွေကအစိမ်းရောက်ပြောင်းသွားပြီးအမေဖြစ်သူကကြည်မိလိုက်တဲ့အခါမှာတော့တိုးစေးမိသလို ရင်းနှွေးအိုးတဲကိုလက်ထိုးထဲမိသွားပါတယ်မိခင်ဖြစ်သူကလည်းသူ့ခလေးကိုကြောက်ပြီးကိုကိုကိုအဆုံးစီရင်သွားကအဲ့ဒီခလေးမာတာကတော့တခြားခလေးတွေထဲကညံအကောင်းဆုံးပါဒေါတာမကတော့ဒီခလေးကိုတော်တော်လေးသဘောကျနေပြီပဲအဖေဖြစ်သူကတော့ဒီခလေးကြောင့်မိမဖြစ်သူဆောဆောလိုက်ရတာကြောင့်လေးလေးရှူထားပြီးနေပါတယ်တရက်မှာတော့မာရရဲ့မျက်လုံးကိုစစ်ဆေးရင်မျက်စိဆရာဝန်ကတိုးစင်းမိတယ်လို့အငိုင်းမိသွားပြီး ကိုယ်တိုင်မျက်လုံးထဲကိုဓာတ်ရုပ်စေးရည်တွေထည့်လိုက်ကမျက်စိကွယ်သွားခဲ့ရပါတယ်။အဲ့ဒီကလေးထဲကမှဒေးဗစ်ဆိုတဲ့ကလေးဟာစိတ်ထဲလူသားလိုနူးညံ့တဲ့စိတ်ထားဖြစ်သွားပြီးမာနာရဲ့အဖေကလည်းဒါကိုအံ့ဩနေခဲ့တာပေါ့။ဒီတော့ဒီကလေးတွေကတေးချာတင်ကြားပေးလို့ရှိရင်လူသားတွေလိုနူးညံ့တဲ့စိတ်ထားဖြစ်သွားမယ်လို့ထင်ပြီးကလေးတွေအတွက်စာသင်ကျောင်းတစ်ခုဖွင့်ခဲ့ပါတယ်။ဒါပေမဲ့လည်းအထင်နဲ့အမြင်လွဲသွားတာတို့တတ်မှုရှိမလာပါဘူး။တမနာမှာတော့အရက်မိုးနေတဲ့ကြောင်လုံးသားတယောက်ကကလေးတွေရဲ့မျက်လုံးပြူစားမှုကြောင့် တိုးစင်းမိသလိုဖြစ်သွားပြီးလေကားပေါ်တက်ပြီးသိဆုံးခဲ့ပါတယ်ဒီတော့မာရာရဲ့အဖေကလည်းဒေါက်တာစီကိုအကြောင်းဆုံးပြောပြမှာဒေါက်တာကလည်းသူခွေးယူထားတဲ့ခလေးကိုပြပြီးခလေးရုပ်ကကြိုသားလို့ဖြစ်နေပါတယ်မာရာရဲ့ဖခင်ကအင်ကိုပြန်တဲ့အခါမှာတော့မာရာကအထုပ်ပိုးပြင်နေပြီးမြို့ပြင်မှာစုပေါင်းရွှေ့နေထိုင်မလို့လို့ဆိုပါတယ်ချင်းတွေကလည်းစိုးဝါးတာပြီးအစိုးရကဒီမျိုးကိုနျူကလ িয়ার နဲ့ပြစ်ခတ်တော့မှဖြစ်တဲ့အကြောင်းပြောကပြေးဖို့လုပ်ခဲ့ပေမဲ့လေခလေးတို့ရန်ညွတ်ယူမှုစွမ်းအားကြောင့် တော်များသိဆုံးခဲ့ရပါတယ်။မာရိုင်းရအဖေကဒိုင်နမိုက်တွေနဲ့ဒီခလေးတွေကိုပောက်ကွဲစေကဒေးဗစ်ဆိုတဲ့ခလေးနဲ့မြို့ခံကောင်မလေးကတော့လွတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီဇလိုင်းလေးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်လည်းဇလိုင်းလေးကိုတင်ဆက်ပေးအောင်မှဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးသွားကြပါအောင်နော်။